ပြင်သစ်နိုင်ငံ Paris မြို့စစ်ပီးခေရဲ့ Saint Germain de Paris ရပ်ကွက် Coffee ဆိုင်တွေမှာလူတွေဟာစစ်လိပ်ဖွာရင်ငင်းခုန်နေကြပါတယ်။ဒါပေမဲ့ဒီငင်းခုန်မှုတွေဟာရိုးရိုးစကားစမြည်ပြောနေတာမဟုတ်ပါဘူး။သူတို့ဟာဘဝရဲ့အတိတ်ပဲကို လူသားရဲ့တည်ရှိမှုကိုအပြင်းထန်ရှာဖွေနေကြတာပါ။ဒီလို intellectual revolution ရဲ့ဗဟိုချက်မှာတော့ကိုလုံးကိုယ်တည်းသေးငယ်ပေမဲ့ဉာဏ်ပညာအလွန်ကြီးမားတဲ့ပုံကိုယ်တူရှိခဲ့ပါတယ်။ သူ့နာမည်ကရန်ပေါ်စာသူဟာစာရေးဆရာဇာညွန်ရေးဆရာ နိုင်ငံရေးလှုပ်ရှားသူဒါပေမဲ့အရေးအကြီးဆုံးကတော့ existentialism တည်ရှိမှုဝါဒကိုကဘာကိုမိတ်ဆက်ပေးခဲ့တဲ့သူပါဒီနေ့ကျွန်တော်ရဲ့ podcast မှာငါတို့ရဲ့ရွေးချယ်မှုတိုင်းဟာငါတို့ရဲ့တည်ရှိမှုကိုကိုယ်တိုင်ဖန်တီးနေတယ်လို့ယုံကြည်ခဲ့တဲ့ရန်ပေါ်ဆတ်ရဲ့လောကအမြင်သူ့ရဲ့ဘဝနဲ့ လွတ်လပ်မှုရဲ့ဝင်တော့ဝင်ဖို့ကိုဘယ်လိုထမ်းဆောင်ခဲ့တယ်ဆိုတာကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီ podcast ကို Philosophy from the Cafe Coffee ဆိုင်ကတဒနာလို့လည်းခေါ်ဆိုနိုင်ပါတယ်။ရန်ပေါ်ဆက်ရဲ့အတွေးခေါ်တွေဟာစာကြည့်တတ်ရဲ့အေးဆက်တဲ့နံရံနေတဲ့ကနေမလာခဲ့ပါဘူး။သူဟာ coffee ဆိုင်နေမှာထိုင်ပြီးလူသားတွေကို လေ့လာရင်းနဲ့သူ့ရဲ့တဒနာကိုတိစောက်ခဲ့တာပါ။ သူကလူတွေကိုပြစ်ချခံထားရသူတွေအဖြစ်မြင်ခဲ့ပါတယ်။ဘာသာရေးသို့မဟုတ်လူပောင်အဖွဲ့အစည်းကကြိုတင်သတ်မှတ်ထားတဲ့အတိတ်ပဲရည်ရွယ်ချက်တွေမရှိဘဲကဘာပေါ်ကို ရောက်လာသူတွေလို့ဆိုလိုတာပါ။သူ့ရဲ့အဓိကအယူအဆကတော့ existent precedes accents တီရှိမှုက အနှစ်သာရအထက်ဥနေတယ်လို့အတိတ်ပဲရပါတယ်။ဆိုလိုတာက ကျွန်တော်တို့ဟာအတိတ်ပဲမရှိဘဲအရင်ဆုံးတီရှိနေပါတယ်။ပြီးတော့မှ ကျွန်တော်တို့ရဲ့ရွေးချယ်မှုတွေလောက်ရတဲ့ကနေတဆင့်ကိုပိုင်အနှစ်သာရ essence ကိုကိုယ်တိုင်ဖန်တီးယူရတာပါဥပမာဓာတ်တစ်ချောင်းဆိုရင်သူ့ရဲ့အနှစ်သာရလှီးဖြတ်ခြင်းကအရင်ရှိပြီးမှဓာတ်ကိုဖန်တီးပါတယ်ဆိုလိုရင်းကလှီးဖြတ်ဖို့ရည်ရွယ်ချက်နဲ့ဓာတ်ကိုဖန်တီးတာပါလူသားမှကြတော့ဒီလိုမဟုတ်ပါဘူးကျွန်တော်တို့မှကြိုတင်သတ်မှတ်ထားတဲ့ရည်ရွယ်ချက်မရှိပါဘူးဆရာဝန်ဖြစ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့လူဖြစ်လာတာမဟုတ်ပါဘူး ကျောင်းဆရာဖြစ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့လူဖြစ်လာတာမဟုတ်ပါဘူး။တမရာကြီးဖြစ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့လူဖြစ်လာတာမဟုတ်ပါဘူး။လူရယ်လို့ဖြစ်လာပြီးမှဆရာဝန်ကြီးဖြစ်လာတာလူရယ်လို့ဖြစ်လာပြီးမှကျောင်းဆရာတယောက်ဖြစ်တာလူရယ်လို့ဖြစ်လာပြီးမှတမရာကြီးဖြစ်တာဒါကြောင့်ကျွန်တော်တို့ရဲ့ရွေးချယ်သမျှဟာငါတို့ဘသူ ဖြစ်လာမယ်ဆိုတာကိုသတ်မှတ်တာပါပဲ။ဒါဟာလွတ်လပ်မှုပါပဲ။လွတ်လပ်မှုမှလည်းဝင်တော့ဝင်ဖို့ရှိပါတယ်။ ဒါကို the burden of freedom လွတ်လပ်မှုရဲ့ဝင်တော့ဝင်ဖို့လို့ခေါ်ဆိုပါတယ်။ရန်ပေါ်ဆက်အတွက်လွတ်လပ်မှုဆိုတာပျော်ရွှင်စရာကောင်းယုံတသက်မဟုတ်ပါဘူး။ဒါဟာကြောက်မက်ဖွယ်ကောင်းတဲ့ဝင်တော့ဝင်ဖို့ပါ။ဘာကြောင့်ပါလဲ။ပထမအချက်ငါတို့လုံးဝလွတ်လပ်နေတယ်။ဘာသာရေးဒလိထုံးတန်းဘယ်အရာကမှငါတို့ရဲ့ရွေးချယ်မှုအပေါ်တာဝန်မယူနိုင်ဘူး။ဒါကြောင့်ရွေးချယ်မှုတိုင်းအတွက် ငါတို့ကိုယ်တိုင်ပဲ100%တာဝန်ယူရပါလိမ့်မယ်။ဒါကိုရန်ပေါ်ဆက်က anguish ပူပန်တော့ကလို့ခေါ်ပါတယ်။ဒုတိယတစ်ချက်ကကို့အတွက်ရွေးချယ်လိုက်တာဟာတခြားလူသားအားလုံးအတွက်လည်းလူသားတယောက်ဘလို့နေထိုင်သင့်တယ်ဆိုတဲ့ပုံစံကို ရွေးချယ်လိုက်တာနဲ့တူတယ်လို့သူကဆိုပါတယ်။ရန်ပေါ်ဆက်ရဲ့အဆိုမိတ်တစ်ခုရှိပါတယ်။ Man is condemned to be free because once thrown into the war he is responsible for everything he does လူသားဟာလွတ်လပ်ဖို့အတွက်ပြစ်ဒဏ်ပေးခံထားရတယ်တဲ့ကဘာပေါ်ကိုရောက်လာပြီးတာနဲ့သူလုံးသမျှအရာအလုံးအတွက်သူကိုယ်တိုင်တာဝန်ယူရလို့ပါပဲဒါကြောင့်ရွေးချယ်ခြင်းကနေဘယ်သူမှရှောင်ပြေးလို့မရပါဘူးရှောင်ပြေးဖို့ကြိုးစားရင်တော့ bad fate မမှန်ကန်သောသစ္စာကျူးလွန်မိမှာပါ ရန်ပေါ်ဆက်ရဲ့ဘဝကသူ့ရဲ့ဒသနာနဲ့တထက်ထဲကြပါတယ်။သူကတသက်လုံးအိမ်အောင်မပြူပဲသူ့ရဲ့ဘဝတစ်လျှောက်လုံးပူပေါင်းပါဝင်ခဲ့တဲ့ဆိုင်မွန်ဒီဘွဲဘွားနာမည်ကျော်အမျိုးသမီးဒသနာပညာရှင်နဲ့ဆက်ဆံရေးဟာရိုးရာစီးမြင်တွေကနေတွေ့ဖယ်ပြီးလွတ်လပ်ခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်တွင်းမှာဂျာမန်တို့ရဲ့တုံ့ပန်းဘဝကို ခံခဲ့ရပြီးတဲ့နောက် existentialism ကိုစတင်ရေးသားခဲ့ပါတယ်။စစ်ပွဲရဲ့ထိတ်လန့်မှုတွေက လူသားဟာလွတ်လပ်စွာဆုံးဖြတ်ခွင့်ရှိသူတဦးသာဖြစ်တယ်ဆိုတာကိုတက်တည်ပြခဲ့တယ်လို့သူကယုံကြည်ပါတယ်။သူဟာအမြဲတမ်းလက်တွေ့ကဘာမှာပါဝင်ခဲ့ပါတယ်။ BNN စစ်ပွဲကိုစန့်ကျင်ခြင်းကျူပါကောင်းဆောင်ဖီဒယ်ကက်စတိုကိုထောက်ခံခြင်းစတဲ့ကိစ္စတွေမှာတက်တက်ကြွကြွလှုပ်ရှားခဲ့ပါတယ်။သူကဒသနာပညာရှင်ဆိုတော့ကဘာကြီးကိုလစ်လူရှုထားဖို့မဖြစ်နိုင်ဘူးလို့တက်တည်ပြခဲ့တဲ့သူပါ။ဒါဆိုရင် ရန်ဖော့ဆက်ရဲ့ existential lesson ဟာဝမ်းနည်းစရာနဲ့တာဝန်ကြီးပဲလားဒီလိုတော့လည်းမဟုတ်ပါဘူးအမှန်တရားကစန့်ကျင်ဘက်ပါသူဟာကျွန်တော်တို့ကိုကြီးမားတဲ့တာဝန်တစ်ခုပေးခဲ့ပေမဲ့အဲ့ဒီတာဝန်နဲ့အတူကြီးမားတဲ့မျှော်လင့်ချက်ကိုလည်းပေးခဲ့ပါတယ်ကျွန်တော်တို့ဟာဘသူဖြစ်လာမယ်ဆိုတာကိုဘသူကမှမတတ်မှတ်နိုင်ပါဘူးကျွန်တော်တို့ကိုယ်တိုင်သာ ဖန်တီးနိုင်ပါတယ်ကျွန်တော်ရဲ့ podcast လေးကိုရန်ဖော့ဆက်ရဲ့အလှပဆုံးအစိုးမိတ်တစ်ခုနဲ့ညီကုန်းချုပ်ပေးပါစီ ကျွန်တော်တို့ရဲ့ဘဝကိုကိုယ်တိုင်ရေးဆွဲဖို့တတ်သိရှိတဲ့အတွက်ဝင်တော့ဝင်ဖို့ကိုမကြည့်ပဲလွတ်လပ်မှုကိုဂုံပြုတ်ဖို့တိုက်တွန်းတဲ့စကားဖြစ်ပါတယ်။သူ့ရဲ့အဆိုမိန်ကဒီလိုပါ။ Life begins on the other side of despair. ဘဝဆိုတာစိတ်ပြက်အားငယ်ခြင်းရဲ့တစ်ဖက်ခြမ်းကနေစတင်တာပါတဲ့။ဒီတော့စိတ်ပြက်အားငယ်မှုတွေအတိတ်ပဲမဲ့မှုတွေကိုကြော်လွန်ပြီးတတ်သိရှိရှိရွေးချယ်ပြီးတော့တင့်ရဲ့ဘဝကိုစတင်လိုက်ပါ ကျွန်တော်ရဲ့ podcast လေးကိုဒီမှာပဲညီကုန်းချက်ခွင့်ပြုပါခင်ဗျာနားဆင်ပေးခဲ့ကြတဲ့အတွက်အားကြီးကျေးဇူးတင်ပါတယ်